။ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုမေခွန်းရှင်ကဒေါ်တီတာပါ။ဟုတ်ပြီ။53နှစ်ပါဆရာကြီးပကိုးပါ။ဟုတ်ပြီ။အိမ်ရှင်မပါတဲ့။ဆရာကြီးရှင်နဲ့တကိုယ်လုံးထုံနေလို့ထုံနေတယ်လို့တဲ့ခံစားနေရပါတယ်။ဟုတ်ပဲဟုတ်မယ်။ဟုတ်။အနေထိုင်စားတော့လေးလမ်းညွှန်ပေးပါရှင်တဲ့။ဟုတ်ပြီ။ထုံတာတို့ကျင်တာတို့ဘောနော်။ဟုတ်ကဲ့ပါဆရာ။အတူတူပဲလေ။ထုံတာနဲ့ကျင်တာနည်းနည်းကွာတာက ထုံတာအထီးလို့ထင်မှမသိဘူးဟုတ်ကဲ့ဆရာကိုချော်တို့များတကနင်းလို့နင်းတာမှမသိဘူးမကျင်တာကြတော့တိတ်တည်းလေတိုက်တာမှခံနေဘူးဟုတ်ကဲ့ဆရာကျင်တာဟုတ်ကဲ့ပါဆရာအဲ့ထုံတာရောကျင်တာရောတော့တကယ်ပြောလို့ရှိရင်အစွန်ဖျားသွားတဲ့လေအားနေသွားလို့ဖြစ်တာဟုတ်ကဲ့ပါဆရာအစွန်ဖျားသွားတဲ့လေအားနေတယ်ဆိုတာလှုပ်ရှားမှုနေရင်လည်းဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာအကျွတ်ကြော်ဒီအစားများရင်လည်းဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါဆရာအခါမစားလို့ရှိရင်လည်းဖြစ်တတ်ပါတယ် ကဲပါကျွန်တော်အခါစားပြီပါအေးခါကိုစားပါမယ်မဲစီလီကွေးတော့ကဲသူအခါစားပါမယ်အကျွတ်ကြယ်လေးရှောင်းပါနောက်စီးတဲ့ဖက်နဲ့ဒီကျမ်းမာရေးဖက်နဲ့ကိုစီးပါဟုတ်ကဲ့ပါဘူးလေးတွေပါကျမ်းမာရေးဖက်နဲ့ကိုစီးပါနောက်လှုပ်လှုပ်ရှားရှားလှုပ်ပါမိုးလင်းလာတယ်ဆိုလို့ရှိရင်ရှီပါညာတောက်ပြီးတဘူတွားသွားပြီးလေ့ကျင့်ခန်းလေးတစ်ခုလှုပ်ပါကိုလည်းလှုပ်ရှားမှုလေ့ကျင့်ခန်းလေးတစ်ခုလှုပ်ပါဟုတ်ကဲ့ဆရာနောက်စီးတဲ့ဖက်နဲ့ဒီအခုခက်မှာ အများစုသုံးနေပါပြီကျမ်းမာရေးဖက်တာဘူးလေးတွေပါတယ်ဖက်တာပေါ့ဟိုဆရာစီးရတဲ့ဖက်တာမျိုးပေါ့အဲ့ဒီဖက်တာမျိုးစီးပါလို့အကြံပြုလိုက်ပါတယ်ဟုတ်ကဲ့ပါဆရာရှင်ကျေးဇူးတင်ပါတယ်ဆရာရှင်အားလုံးစာဝနာခင်ဘုရားရှင်ကြပါစီဗျာ